ဆိုလိုချင်တဲ့သဘောဆရာကျွန်တော်တို့ကအကဲမြန် important ဆိုလို့ရှိရင်အပြည့်ပြဆိုင်ရာမှာအယောင်းဝယ်လောက်တာနဲ့ဒီ dance ကအပြည့်ပြဆိုင်ရာအယောင်းဝယ်လုပ်နေတဲ့သူတိုင်းကသိရမယ် dance တစ်ခုပေါ့အဲဟုတ်ပါတယ်ဟိုဟိုအယောင်းဝယ်လုပ်ကူတိုင်းသိတင်ပါတယ်ဒီဒီအပြည့်ပြဆိုင်ရာအကူတန်းရောင်းဝယ်အတုံးလုံးနေတာဒါကြောင့်ဘလို့ရောင်းသူနဲ့ဝယ်သူကြားမှာအာဒီအငင်းပွားမှုတွေမဖြစ်အောင်သူကအဓိကအာ ိုင်းချပေးထားတဲ့အဒီစီးပွားရေးဆိုင်ရာအတုံးလုံးဆိုတဲ့အတွက်မရှိမဖြစ်သီးသင့်တဲ့ထဲမှာပါပါတယ်။ International တွေမဟုတ်ပါဘူးကျွန်တော်တို့ဒီဒီဒီ domestic မှာလည်းအဒီဒီ domestic မှာလည်းပြင်းမှာပြင်းမှာလည်းအကြောင်းဝင်လုပ်မယ်ဆိုလို့ရှိရင်ဒီ importance ကိုတုံးလို့ရပါတယ်။ International မှာမဟုတ်ဘူးနော်။ဟုတ်ကျွန်တော်တို့အဲ့လားဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ importance နဲ့ပတ်သက်ပြီးတော့ဘယ်ချိန်တော့ကနေစပြီးတွေ့ကြရလဲအခုလိုလို့ဆိုရင် importance တွေကိုအကောင့်တွေပုံနေပြီလားဒါမှမဟုတ်ပုံဖို့အတွက်ဆိုရင်ဘာတွေလုပ်ဖို့ အဲကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီ custom အခောက်ခွန်ရှင်းလင်းမှုလုပ်တယ်ဆိုလို့ရှိရင်အဒီ incoterm stamp ပတ်သက်ပြီးတော့မဖြစ်မနေပေါ်ပြရပါတယ်ဆိုတော့အနိုင်ငံကနေပြီးတော့အတခြားနိုင်ငံကိုပုံတင်ပို့တာပဲဖြစ်ဖြစ်အတခြားနိုင်ငံကနေပြီးတော့ကျွန်တော်တို့နိုင်ငံကိုပုံတင်သွင်းတာပဲဖြစ်ဖြစ်အဒီ incoterm ကိုအမဖြစ်မနေကျွန်တော်တို့အောက်ခွန်ရှင်းလင်းမှုလုပ်တဲ့ကြီးညာလောက်မှာမဖြစ်မနေအဖော်ပြပေးဖို့လိုပါတယ်ဆိုတော့ဆိုတော့အကယ်၍ကျွန်တော်တို့ကအဒီပုံတင်ဖို့ ြားနိုင်ငံတစ်ခုခုကိုပုံတင်ပို့မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော် incotance အဲဒီမြန်မာနိုင်ငံမှာဘယ် incotance ရအကောင့်နေလဲဆိုရင်အာဒီဒီအကြောင်းမပြောခင်ကျွန်တော် incotance ရဲ့အဲဒီ group လေးအကြောင်းကြီးအရင်ရှင်းပြမှာ incotance မှာ group လေးခုရှိပါတယ်အဲပထမ group ကတော့ e group ပေါ့အဲနောက် group ကကြတော့ f group c group d group ပေါ့ဆိုတော့ အာဒီဒီ group ၄ခုရှိတယ်စုစုပေါင်း inco dance က7လုံးရှိပါတယ် inco dance ဒီစုစုပေါင်း7လုံးရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိလို့ရှိရင်ကုံတင်ပို့တာပဲဖြစ်ဖြစ်ကုံတင်သွင်းတာပဲဖြစ်ဖြစ်အဲကောက်တဲ့ inco dance တွေကမတူပါဘူးဥပမာထားပါတော့ကျွန်တော်တို့ကကုံတင်ပို့လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က FOB free on boat အဖေယုံဘောအမြန်မာလိုဆိုလိုတာကကြတော့တင်းမောဘောအရောက်တန်ဘောတင်းမောဘောအရောက်တန်ဘောပေါ်မှာကျွန်တော်တို့အခွန်ကောက်ခံမှုရှိပါတယ်ဆိုတော့ အကယ်၍ကိုကိုကတခြားနိုင်ငံကတင်သွင်းလာမယ်ဆိုလို့ရှိရင်เนาะကျွန်တော် CIF ပေါ့เนาะဆိုတော့ cost ရဲ့ insurance and freight ပေါ့ဆိုတော့အာဒီကုန်ချစိတ်ကံအရောက်တန်ဖို့ပုံမှာဟိုပြီးပြီးတော့အာဒီအခွန်ကောက်ခံမှုတွေရှိပါတယ်။အဲ့ဆရာဟို F ဆိုတာ F နဲ့ပတ်သက်တဲ့စကားလုံးတွေ C ဆိုတာ C နဲ့ပတ်သက်တဲ့စကားလုံး D ဆိုတာ D နဲ့ပတ်သက်တဲ့စကားလုံး E ဆိုတာ E နဲ့ပတ်သက်တဲ့စကားလုံးအဲ့လိုမျိုးစကားလုံး align သူ့ရဲ့ပေါ်ပြချက်တွေတတ်မှတ်ချက်တွေကိုဒါဟိုကုံချောင်းကုံဝင်လုပ်နေတဲ့သူတိုင်းနားလည်ထားတဲ့ terms တစ်ခုဖြစ်ပါဘူးအဲဟုတ်ပါတယ်အဲပြီးတော့ incontinence ကိုရေးတဲ့အခါမှာကျွန်တော်တို့ဥပမာဆိုလို့ရှိရင် edan ပေါ့ edan ဆိုလို့ရှိရင်တော့ ace ပေါ့ဟုတ်ဆို incontinence ကိုရေးတဲ့အခါမှာသူက capital letter နဲ့ရေးရတယ် incontinence ကိုရေးရဆိုလို့ရှိရင်လေ capital letter နဲ့ရေးရတယ်ဥပမာ e group မှာဆိုလို့ရှိရင် incontinence ကတစ်လုံးမှရှိတယ်သူကပါလဲဆိုလို့ ရှင် H ပေါ့ EHW အဲသူ EHW ရေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာနဲ့ရေးရလဲဆိုရင် English Capital Letter နဲ့ရေးရအောင်အကုန်လုံးစာလုံးစာလုံးအကုန်လုံးကဒီအသေးနဲ့ရေးလို့မရပါဘူးအဲသူရဲ့ Adobe စကလုံးပေါ့နော်ဆိုတော့အဲ့ဒါကိုအကြီးနဲ့ပဲရေးပြရပါတယ် EHW ပေါ့နော်ဆိုတော့ဥပမာဆိုလို့ရှိရင်ဟုတ်အဲ့တော့ Importance ကိုလိလာခြင်းနဲ့အဲကျွန်တော်တို့ဒီကနေ importance တစ်ပတ်သက်ပြီးသိကျင်နေဆိုရင်တော့မြန်မာနိုင်ငံမှာကျွန်တော်တို့ဘယ်လိုများလေ့လာရလဲဆရာ အဓိကကတော့ဒီ Incode Dance ပတ်သက်ပြီးတော့ဟို ဟို International Chamber of Commerce ကနေထုတ်တဲ့ဒီ Incoterm 2020ဆိုတဲ့အစစာအုပ်ဖတ်ပါတော့အဲအဲ့စာအုပ်ကိုအဲကျွန်တော်တို့အဲဒီ Internet ကနေမှတစ်ဆင့်ဝယ်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီမြန်မာဘာသာပြန်ထားတဲ့စာအုပ်တွေလည်းမြန်မာဘာသာပြန်လည်းရှင်းမာဘာသာပြန်လည်းထွက်ရှိအဲထွက်တာရှိပါတယ်ပေါ့နော်ဆိုတော့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့လေ့လာလို့လည်းရပါတယ်ပြီးတော့ကျွန်တော် YouTube Channel တွေမှာလည်းဒီ Incoterm ပေါ့နော်ဆိုတော့ဘယ်လိုအလုပ်လုပ်လဲဘယ်နေရာတွေမှာအားသာချက်ရှိလဲအားနည်းချက်ရှိလဲဆိုတဲ့ဟာမျိုးကိုကိုက Exporter Import ုတာအရောက်အမီနဲ့ဆိုလို့ရှိရင်ကြိုတင်ပြီးတော့လေ့လာထားသင့်ပါတယ်ကျွန်တော်ဒီအစိုးရရုံးပိုင်းဆိုင်ရာနဲ့ဆက်သွယ်တဲ့အချိန်ကြတော့လေဒီ eco dance ကိုလည်းအသုံးပြုပြီးတော့ကျွန်တော်တို့ကဒီစကားလုံးတွေပဲပေါ်ပြရမယ်ပုံစံမျိုးပေါ့အာအဓိကကတော့ကျွန်တော်တို့ဇောနာပြောခဲ့သလိုပဲအကောက်ခွန်ကြီးညာလာစာရန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖေးတက်အစိုးရဌာနဖေး department နဲ့ဆက်သွယ်ရတယ်ဆိုရင် custom department အကောက်ခွန်နဲ့ဆက်သွယ်ရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်က input declaration တုံးဖို့ export declaration လို့ခေါ်တယ်အတင်းသွင်း အကုန်တင်သွင်းတဲ့ကြီးညာအအကောက်ခွန်ကြီးညာစာရင်တင်သွင်းတော့လကောက် export declaration ဆိုရဲအကုန်တင်ပို့တဲ့အကောက်ခွန်ကြီးညာစာရင်တင်သွင်းတော့လကောက်ကျွန်တော်တို့ကအဲကျွန်တော်တို့ကဘယ် income tax ကိုတုံးပြီးတော့ကျွန်တော်တို့ကအကုန်တင်ပို့ပါတယ်အဲဘယ် income tax ကိုအတုံးပြုပြီးတော့အကုန်တင်သွင်းပါတယ်ဆိုတဲ့ဟာကိုဒီအကောက်ခွန်ကြီးညာလာမှာမဖြစ်မဲ့ပြပေါ်ပြပြဖို့လိုပါတယ် အဲ့တော့ importance ကပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရောင်းတဲ့လူပဲဖြစ်ဖြစ်ဝယ်တဲ့လူပဲဖြစ်ဖြစ်ဒါ international trade ရတိတိတိထိုက်တဲ့အခေါ်အော်ကြီးအတုံးတုံးကြီးဒါပြီးမှလည်း project site ကိုတင်ချလုပ်လို့ရမယ်ပုံစံမျိုးဖြစ်မှာပေါ့နော်အဲအတိအကျတော့ဟိုရောင်းသူနဲ့ဝယ်သူကြားမှာက အငင်းပွားမှုတွေဆိုတာအဲမကြာခဏရှိနိုင်ဖြစ်လေးဖြစ်ထားလည်းရှိတယ်မကြာခဏလည်းဖြစ်လေးရှိတယ်ပေါ့နော်ဆိုတော့ဒီ incontinence ကဒီလိုမျိုးတီးတီးကြကြခွဲခြားထားတယ်ဥမာ export ဆိုလို့ရှိရင်ကျွန်တော်ပြောမယ်အဲဒီကိုက exporter ဒါမှမဟုတ်လို့ရှိရင်ကိုကရောင်းသူတစ်ယောက်ဆိုပါတော့အဲရောင်းသူတစ်ယောက်ဆိုလို့ရှိရင် export ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့အဲဒီဆနကျွန်တော်ပြောခဲ့ရတာအသုံးခုပြောခဲ့တယ် obligation ရယ် risk ရယ် cost ရယ်ကျွန်တော်က exporter ပြီးတော့ကျွန်တော်က အေးစ်ဖို့ဒါ risk ကိုအနည်းဆုံးပဲယူခြင်းတယ်အဲပြီးတော့ cost ကိုလည်းကျွန်တော်ကအဲဒီအဲဒီမချခံခြင်းဦးဆိုလို့ရှိရင်ကျွန်တော်ကအေးစ်ဖို့တန်းကိုသုံးမယ် export ဆိုလို့ရှိရင်ကျွန်တော်ရဲ့တာဝန်ကဘာလဲဆိုလို့ရှိရင် obligation ကျွန်တော်အရင်စပြောမယ်ကျွန်တော်ဒီ exporter export တန်းเนี่ยကျွန်တော်ကအာဒီဆရာအဲဒီ importer ပဲထားပါတော့ဒါမှမဟုတ် buyer ပဲထားပါတော့เนาะဆိုတော့ကျွန်တော်က seller exporter အဲဆရာက importer buyer ဆိုလို့ရှိရင်ကျွန်တော်က importance ကိုနောက်မဖြစ်မနေဖော်ပြရတဲ့စာတန်းတစ်ခုကကျွန်တော် sale contract မှာဖော်ပြရတယ်ကျွန်တော်အယောင်းဝယ်လုပ်တယ်ဆိုလို့ရှိရင်အယောင်းစာချုပ်ချုပ်ရတယ်လीဆိုတော့အဲ့လိုမျိုး sale contract မှာဖော်ပြရတဲ့အခါမှာဆိုလို့ရှိရင်ဒီ importance ကိုမဖြစ်မနေဖော်ပြရတယ်ဆိုတော့ဆောနာတော့ကျွန်တော်ပြောသလိုအဲဒီကျွန်တော်က minimum risk ကိုပဲယူခြင်း exporter အနေနဲ့ cost လည်းတိတ်မထားခိုင်ပြင်းတခြားလဲဘာမှခေါင်းရှုပ်တာတွေမလုပ်ချင်ဘူးဗျာ exporter stack ကြီးရတယ်ပေါပေါပါပါပဲနေခြင်းတယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ရတယ်ကျွန်တော်ဖဲ importance ကိုယူမယ်ဆိုရင် e group တွေက export ဆိုတဲ့ importance ကိုယူမယ်အဲ့ဒီမှာကျွန်တော်ရဲ့ offer EHW EHW capital letter နဲ့ကျွန်တော်ကချုပ်လိုက်မယ် EHW ဆိုတော့ EHW လို့ရေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ responsibility ဒီကျွန်တော်ကအာဒီ sonar obligation လို့ပြောမှာလုပ်ငန်းတာဝန်ဘယ်အထိပဲတာဝန်ရှိလဲဆိုရင်ကျွန်တော်ဒီကျွန်တော်ခိုရောင်ရဲ့ warehouse မှာပုံပစ္စည်းကိုထုတ်ပိုးပြီးအသင့်အနေထားနဲ့ကျွန်တော်ကစောင့်နေတာဒါပြီး pick up လောက်ကအစားကိုလည်းမဆိုင်တော့ဘူးနဲ့မဆိုင်တော့အဲ့ဒါဒီဘသူကစီစဉ်ပေးရလဲဆိုလို့ရှိရင်အာဝယ်သူကအကုန်လုံးစီစဉ်ပေးရတယ်။အာဥမာကျွန်တော်ကဒီမြန်မာနိုင်ငံမှာရှိတယ်။အာ ကုမ္ပဏီတစ်ခုကိုကျွန်တော်တရုတ်နိုင်ငံကိုရောင်းနေပဲထားပါတော့ဆိုတော့ကျွန်တော် export တန်းနဲ့တရုတ်ကုမ္ပဏီနဲ့စာချုပ်ထုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအဥမာဆန်ရောင်းနေထားပါဆန်အောင်အသင့်အနေထားကျွန်တော်ပူရောင်းမှာထုတ်ပို့ပြီးတော့စောင့်ဆိုတော့လာကောက်တာကနေကုန်တင်တာကနေစပြီးတော့အဖက်နိုင်ငံတရုတ်နိုင်ငံရောက်တဲ့အထိကိုဘယ်သူဒီတာဝန်ရှိလဲဆိုတော့ဒီ obligation risk နောက်တစ်ခုကကြတော့ cost အကုန်လုံးပြီး buyer or importer ကတာဝန်ယူပြီးတော့အကုန်လုံးတော့ဝပါတယ်ဆိုတော့အဲ့လိုမျိုးလုပ်တဲ့အခါမှာအာ ဟိုဘာညာကတရုတ်နိုင်ငံမှာပဲရှိတာဒီကျွန်တော်မြန်မာနိုင်ငံကိုဘလို့လာပြီးတော့တင်မလဲဆိုတာမေးစရာမေးခွန်းလေးရှိတယ်ဗောနော်ဆိုတော့အဲ့လိုမျိုးတွေရှိလာပြီဆိုလို့ရှိရင်ကျွန်တော် freight forwarder ရဲ့အခန်းကဏ္ဍအရေးပါလာပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ freight forwarder အာဒီ freight forwarder ရွေးရမယ်ပေါ့နော်အဓိက freight forwarder ရွေးမယ်ဆိုလို့ရှိရင်เนาะဒီမြန်မာနိုင်ငံမှာလည်းဒီကုမ္ပဏီရှိတယ်တရုတ်နိုင်ငံမှာလည်းကုမ္ပဏီရှိတယ် freight forwarder မျိုးရွေးပြီးတော့ကျွန်တော်တို့ကဒီ freight forwarder ရဲ့အကူအညီကနေမှတစ်ဆင့်အာဒီမြန်မာနိုင်ငံကနေပြီးတော့တရုတ်နိုင်ငံအထိဒီကုမ္ပဏီကိုဖယ်ပို့နိုင်တယ်ဆိုတော့ exporter ဆိုလို့ရှိရင်ဆောင်းတော်ကပြောသလိုကျွန်တော် risk ကို risk ရဲ့အဲ cost ရဲ့ obligation ရဲ့ဒီကျွန်တော်ရဲ့အဲဒီကုန်ထောင်ရုံက ုံပစ္စည်းဖတ်သွားပြီဆိုတာနဲ့ကျွန်တော်ဒီတာဝန်မယူတော့ပါဘူး တာဝန်တာဝန်မရှိတော့ဘူးပေါ့နော်တာဝန်မရှိတော့ဘူး cost ကိုလည်းကျွန်တော်ဒီအဲဒီ site ပေးဖို့တာဝန်မရှိဘူး risk ကိုတခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းဒီဒီပျက်စီးဆုံးရှုံးမှုအန္တရာယ်ကိုလည်းကျွန်တော်ဒီတာဝန်ယူဖို့မရှိဘူးအဲနောက်တစ်ခုကကြတော့ဒီ obligation ပေါ့ဆိုတော့လုပ်ငန်းတာဝန်ကြီးလည်းအပေါ်အပါဆုံးဖြစ်ပါတယ်အ exporter data ဖြစ်မယ်ဆိုရင် minimum risk ကိုရွေးမယ်ဆိုလို့ရှိရင်တော့ဒီ export ကပိုတင်တော့ပါတယ်ဆိုတော့အတိုင်းမဲ့တခုရှိတာကြတော့လေသူချင်မှာတော့အားနည်းခြင်းနဲ့အားထားချက်တော့ရှိတာပေါ့ export မှာဆိုလို့ရှိရင်ဆွမ်းနာတော့ပြောသလို ို minimal risk ရှိနေမယ်တဲ့ဒီ logistic ကို control ကဘယ်သူကလုပ်လဲဆိုလို့ရှိရင်အာ buyer input ထားလုပ်တယ်ဆိုတော့ကျွန်တော်ပတ်စံပေးရမယ့်ကိစ္စတွေဆိုလို့ရှိရင်အာဒီပတ်စံကြားဖို့အတွက်ဆိုလို့ရှိရင် EA ထုတ်ယူမှုအပိုင်းတွေရှိပါတယ်အာတင်ပေါ်နဲ့အာဒီဒီကုန်ပစ္စည်းကအာအခြေလမ်းချောင်းနဲ့သွားတယ်တင်လေရေချောင်းကသွားမယ်ဆိုလို့ရှိရင်အထက်ကအာ PA ထုတ်ယူမှုအပိုင်းကိုကြာတော့ဘယ်သူကနေပြီးတော့ instruction ပေးပြီးလုပ်မယ်ဆိုတော့ buyer ကနေပြီးတော့ ့အဒီအဓိကသူ့ရဲ့ freight forward အားနေမှာတစ်ဆင့်ထိန်းချုပ်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ BL ထုတ်ယူမှုအပိုင်းတွေမှာအခက်အခဲတွေဖြစ်နိုင်တာပေါ့နော်အဲတင်မော့ကုန်တင်တစားထုတ်ယူမှုအပိုင်းတွေမှာအာဒီ exporter အနေနဲ့ကိုကိုရှိရနေပြီးတော့ကုန်ပစ္စည်းဖောက်သွားတာမှန်တော်လဲအဲဒီကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့လမ်းချောင်းတစ်လျှောက်ထိန်းချုပ်မှုအနေနဲ့ဆိုလို့ရှိရင်ဒီ export မှာမရှိတော့ဘူးပေါ့နော် logistic လမ်းချောင်းတစ်လျှောက်လုံးကိုဘယ်သူကထိန်းချုပ်နေလဲဆိုလို့ရှိရင်ဟာရ import အနေပြီးတော့ထိန်းချုပ်ပြန်ဖြစ်ပါတယ် အဲဆို exporter ကသူ့ရဲ့ခန်းကဏ္ဍလေးအောင်သူဖုတ်ပို့ပြီးတော့ထားရတယ်အဲယူတဲ့ချိန်ကျတော့ freight forwarder ကနေလာပြီးတော့ pick up လုပ်ပေးတယ်ပြီးတော့ဒီဒီကနေပြီးတော့သူ့ရှိ exporter ရှိရောက်တဲ့အထိကိုကျွန်တော်တို့က ် importer ရဲ့တာဝန်ဖြစ်သွားတယ် importer ရဲ့တာဝန်ဖြစ် importer ကတော့သူကအမှန်ပြောလို့နောက်ပြောဆိုရပြောဆို risk ကိုအနည်းဆုံးညှူထားတယ်အနည်းဆုံးညှူထားတာပေါ့ဒါပေမဲ့ဒီ company ဆိုတာ cost နဲ့တက်တာတယ်အဲ company ပိုင်ဆိုင်မှုနဲ့ကြာလို့ရှိလို့ရှိရင်ကြတော့ B Sona တော့ကပြောသလိုဒီကျွန်တော်တို့ international trade လုပ်မယ်ဆိုလို့ရှိရင်ဒီ B ရဲ့ခြင်ထားတဲ့သူကများသောအားဖြင့် company ပိုင်ဆိုင်သူဖြစ်တယ်ဆိုတဲ့အခါကြတော့ဒီငွေကြိုပြီးတော့ ရှင်းထားတယ်ဆိုလို့ရှိရင်တော့ငွေကြိုပေးထားတယ်ပေါ့ဥမာတရုတ်က customer ကကျွန်တော်ကုန်ပစ္စည်းကဒေါ်လာ1000မို့ရှိတယ်အဲသူက1000မို့ပေးထားတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်အရင်ငွေကြိုလွှဲထားတယ်ပေါ့ငွေကြိုလွှဲထားတယ်ဆိုလို့ရှိရင်တော့ဖြေစာမရှိဘူးเนาะဒါပေမဲ့ငွေမကြိုလွှဲထားဘူးဆိုလို့ရှိရင်ဆောနာ BA ကသူ့ဘက်သားကိုသူထုတ်ယူသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ exporter အနေနဲ့အထက်ခဲရှိနိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူဒီ logistic အာ activity အကုန်လုံးကို အဲသူဒီလမ်းကြောင်းတစ်လျှောက်ထိမ့်ချုပ်သွားတာဖြစ်တဲ့အတွက်ဆိုလို့ရှိရင်ဒီငွေပေးချေမှုအပိုင်းမှာ exporter အတွက်ဆိုလို့ရှိရင်အဲဒီဟာဒီဟာလေးဒီတစ်ချက်ကတော့စဉ်းစားကြရတစ်ချက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ PL ကိုလည်းဒီ importer အနေနဲ့ထိမ့်ချုပ်မှာဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့် exporter ကတော့အဲဒီဈာတဲ့ကနေပူမီပံပိုးတဲ့အနေနဲ့ပဲအဲပြောမှာလုတ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်အဲဒီလိုမျိုးငွေပေးချေမှုအပိုင်းမှာတော့အခက်အခဲစဉ်းစားကြရလေးရှိလာနိုင်တယ်ဟုတ်ကဲ့အားနဲ့ချက်လေးရရှိအားသာချက်အားနဲ့ချက်လေးရရှိနိုင်တယ်